ဖြစ်စဉ်ကတော့ဒီနေ့မနက်9:05မိနစ်လောက်မှာချောင်မဒီတာကကမ္ဘောဒီးယားတပ်တွေစတင်ပစ်ခတ်တာလို့ထိုင်းစစ်တပ်ကဆိုပါတယ်။မနက်6:00ခွဲလောက်မှာတော့ထိုင်းစစ်တပ်အခြေဆိုင်စခန်းအမြောက်နဲ့ပစ်ခတ်ခံရပြီးထိုင်းစစ်သားတို့သေဆုံးပြီး2ဦးဒဏ်ရာရခဲ့ပါတယ်။ပူဆိုးတာကမနက်7:00ခွဲမှာကမ္ဘောဒီးယားဘက်က BN21 တုံးကြီးတွေနဲ့ထိုင်းဘက်ခြမ်းကအရတားနေအိမ်တွေကိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ထိုင်းစစ်တပ်ပြောခွင့်ရဗိုလ်ချုပ်ကြီးချက်ခရစ်ကတော့နိုင်ငံလုံးဂျိုကြီးအတွက်မလွဲမသွေတုံ့ပြန်တာလို့ရှင်းလင်းပါတယ် ထိုင်းလီဒါ F16 တွေဟာကမ္ဘောဒီးယားဘက်ကချောင်အမပရာဆက်ခါနာပရဝီယာဖျားကြောင်းတက်ကရေဒီယိုတာဝါတိုင်းတွေကိုပြစ်မှတ်ထားပုံကျေတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးသတင်းအရကမ္ဘောဒီးယားဘက်ကတောင်ကုန်း350ဘုံကကီဘေကတ်စကန်ခုလေလုံးဝပျက်စီးသွားပြီလို့သိရပါတယ်။လရှိမှာထိုင်းနယ်စပ် KI လီဂူကပြည်သူ90ရာခိုင်နှုန်းလောက်ကိုဘေးလွတ်ရာရွှေ့ပြောင်းထားရပါပြီ။ဝန်ကြီးချုပ်အနုတင်ကလည်းနယ်စပ်ခီးစဉ်ကိုဖျက်သိမ်းပြီးဘန်ကောက်မှာရေးပေါ်လုံခြုံရေးအစည်းအဝေးခေါ်ယူထားပါရယ်။ ထူးခြားတာကတော့တိုက်ပွဲတွေကြားကပဲမနက်ဖြန်ကျင်းပမဲ့စီဂိမ်းအတွက်ကမ္ဘောဒီးယားအကစားသမားတွေထိုင်းနိုင်ငံကိုထောက်ခါလာကြတာပါ။နေဆက်မှာတနက်တန်တွေညံနေပြီပဲအကစားပွဲကတော့ဆက်သွားမယ်ပုံရှိပါတယ်။နိုင်ငံနေဆက်တိမမှုကဘယ်အဆင့်ထိရောက်သွားမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။